အင်အားပြင်းငလင်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံအတွက်ဂျာမနီနိုင်ငံကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ်ဒေါ်လာ1.5တန်းထပ်မံကူညီမှာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာဂျာမနီတန်ယုံကထုတ်ပြန်ပါတယ်။ဂျာမနီနိုင်ငံဟာမြန်မာနိုင်ငံမှာစိုးရွားလာတဲ့ငလင်လုခတ်ပြီးတဲ့နောက်ရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုပံ့ပိုးကူညီဖို့ဒီထပ်ဆောင်းရမုံငွေကိုထည့်ဝင်တာဖြစ်တယ်လို့သိရပါတယ်။ဒီရမုံငွေတွေကနေအမေရိကန်ဒေါ်လာတစ်သန်းကိုမြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရမုံငွေ MHF ကိုပေးရမှာဖြစ်ပြီး တက်တသမ5တန်းကိုပြည်ရင်းနဲ့နိုင်ငံတကာအစိုးရမဟုတ်တဲ့မိဖက်အဖွဲ့အစည်းတွေကနေတဆင့်ပေးရမှာဖြစ်တယ်လို့သိရပါတယ်အဆိုပါနှစ်သက်သမ၅သန်းဟာ၂၀25ခုနှစ်မှာမြန်မာနိုင်ငံကိုဂျာမနီနိုင်ငံရဲ့ကနဦးပေးရထားတဲ့အမေရိကန်ဒေါ်လာ10သန်းကျော်ကိုထပ်ဆောင်းပေးတာလည်းဖြစ်ပါတယ်။ကနဦးအကူအညီတွေကအမေရိကန်ဒေါ်လာ၅သက်သမ၅သန်းဟာမြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရန်မုံငွေ MHF ကိုတရိုက်ပေးထားတယ်လို့ပဲကမ္ဘာကုလသမဂ္ဂရေးပေါ်တုံ့ပြန်ရေးရန်နေရာဖြစ်တဲ့ UN Central Emergency Relief Fund CERF ကိုလည်းပေးအပ်ထားပြီးဖြစ်ရာ CERF ရဲ့မြန်မာနိုင်ငံငလင်တုံ့ပြန်ရေးအတွက်လက်ရှိရထားတဲ့ American Dollar စေတန်းတဲ့က9ဒေါ်လာစီတိုင်းကိုဂျာမနီနိုင်ငံကလှူရန်ထားတာဖြစ်ပါတယ်။ဂျာမနီဟာ EU ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေကြောင်းဒရာကနေတဆင့်အရေးပေါ်အထောက်ပံ့တွေကိုပံ့ပိုးကူညီပြီးငလင်အပီးနဲ့ကာလာရှီအတွက် မြန်မာနိုင်ငံအတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကျိုးပန်းဆောင်ရွက်မှုတွေကိုဆက်လက်ကူညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ဂျာမနီတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။